အခုလိုအတင်းအမခိုင်းခံရတဲ့ပြည်သူစစ်တီအတွက်ထွက်ပြေးလာနိုင်ဖို့လာရောက်ပူးပေါင်းနိုင်ဖို့လိုအပ်တဲ့အခင်းချင်းစုဖွဲ့မှုဘက်ပြောင်းရေးအစီအမံကြာနာသေးချာတဲ့နိုင်ငံတကာကိုလည်းစင်ကဲအစဉ်ဆက်မပြတ်တင်ပြနေတဲ့ဘက်ပြောင်းရေးကြီးမားကျယ်ပြန့်တဲ့လှုပ်ရှားမှုကြီးတွေကိုကျွန်တော်တို့လုပ်ဖို့လိုပါတယ်။ဒါမှသာလျှင်စောစောလှုပ်ထွက်ပြေးခြင်းတွေလိုတော့ယုံကြည်အပ်သောနိုင်ငံထွက်ပြေးသူလိုမျိုးအားဒီမှာတောင်းရင်ဒီစုဖွဲ့ဘယ်သူဦးဆောင်မှာဘယ်လိုစုဖွဲ့ထားဖြစ်တယ်။ငါတို့အားလုံးမသိုံနေမှာကတန်ဖိုးရှိတဲ့ဒီလူတွေဖြစ်တော့ဟာဆင်းသက်ပြင်ဆင်ခင်းချင်တာပြီးငါတို့ကိုဖက်စစ်မင်းအောင်လိုင်ကတက်ဆင်ပေးထားတဲ့လက်နက်ကိုပြည်သူကာကွယ်ရေးအတွက်နိုင်ငံတော်ကာကွယ်ရေးအတွက်ငါတို့အနာဂတ်ဒီအားလုံးတိဆောက်ရေးအတွက်ပြန်အသုံးပြုနိုင်နေဆိုတဲ့ယုံကြည်မှုမျိုးရတဲ့အခင်းချင်းတွေ တစ်ဖက်ကကျွန်တော်တို့ခင်းကျင်းလာဖို့လိုပါတယ်20 30အထက်လူငယ်ကြီးရွာကန်းနိုင်သိကြပါတယ်ဘယ်ချိန်တော့ငါလေတော့နာဖင်လာမှာဘလောက်အနေရှိတဲ့ညောင်ကြီးကိုဘယ်သူတွေကလာတူးသွားပြီးတော့ဒီလိုကြိုးမဲကြီးယူပိုက်လုံးလို့အမဲကြီးတွေဘယ်ချိန်ကပြုတ်သွားလဲအားလုံးသိကြပါလိမ့်အဲ့ဒီပစ္စည်းတွေအားလုံးဟာအခုချိန်မှာပြည်သူကိုခိနှိတ်နေတဲ့စိတ်ရန်တရားအသုံးပြုတဲ့ဆက်သွယ်လမ်းကြောင်းဖြစ်ပါတယ်အဲ့တော့အဲ့ဒီတော့လာပြီးလို့လက်စည်းကြီးတွေပေါ်ကြတာလည်းညောင်ညာပိုင်းအနေနဲ့လူဆောက်ရမှာဒီညောင်ကြီးတွေရဲ့ကြိုးတွေကိုနေရာအနှက်ကအပြိုင်နှစ်ထဲအားလုံးတက်ညီလက်ညီဖြုတ်ဖြတ်ကြမယ်ဆိုရင် ဒီ fiber ကြိုးတွေကိုဖြတ်တော့ပြစ်မယ်ခုတ်ပြစ်မယ်ဘာမှလိုက်ဘူးခုတ်ပြစ်မစိမ့်နဲ့ခုတ်ပြကျူဆွတ်တော့ဒါပြိုင်နေတဲ့လုံရင်ပြင်ဆင်ချင်းတို့မရဘူးမလုံနိုင်ဘူးလင်းဝင်းကိုပို့ထားတဲ့ဒါအလိုက်တွေအချိန်နဲ့ကပ္ပစာစေယုံကြီးတွေကိုပို့နေတဲ့ဒါအလိုက်တွေကိုအချိန်နဲ့ဒီပြည်တော်ကိုဝင်နေတဲ့ဆိုတဲ့ဒါအလိုက်တွေရှိရလမ်းကြောင်းကိုအချိန်နဲ့ကျွန်တော်တို့အလုံးဂျိုင်းတူလုံမယ်ဆိုရင်အခုရပိုင်းတော်တွင် ILO ကဆုံးဖြတ်ချက်ချိန်မယ်စီးပွားရေးအကြီးကျယ်ပိတ်ဆို့မယ်ပြည်ထောင်ကလည်းလာမယ်ဆိုရင် အားလုံးပဲမင်္ဂလာပါဒီကနေ့မှာတော့ကောင်းမအနေနဲ့မင်းအောင်လိုင်းကိုဖိအားပေးနိုင်ပြီးညီမအားဗိုလ်ကြီးနေမျိုးစင်မှာပြောပြလာတဲ့ရုပ်တံနဲ့အတူ UNGERO နဲ့ဒေတာတွင်လက်လက်ကင်တပ်ဖွဲ့အားလုံးကိုနီးပညာပိုင်းအရကူညီရန်အသင့်ရှိကြောင်းဖက်ဒရယ်ဝင်ထုတ်ပြန်လိုက်တဲ့ထူးခြားသတင်းတွေပါတင်ဆက်ပေးခြင်းပါတယ် အကြမ်းဖက်စစ်ကောင်စီကိုတော်လန်တိုက်ခိုက်နေကြတဲ့အမျိုးသားညီညွတ်ရေးအစိုးရတိုင်းရင်းသားလက်နက်ကင်တပ်ဖွဲ့တွေနဲ့ဒေသတွင်းလက်နက်ကင်တပ်ဖွဲ့အားလုံးကိုနှီးပညာပိုင်းအရကူညီဖို့အသိရှိတယ်လို့ Federal Wing Drone တပ်ဖွဲ့ကဒီနေ့မှပဲအတိအပေးထုတ်ပြန်လိုက်ပါတယ်။ NUG လား EAO လား Local လားနာမည်ဆုံးဘလို့တက်တက်စကားဆောက်ကိုတိုက်နေတာမှန်ရင် Federal Wing အနေနဲ့နှီးပညာပိုင်းအရကူမှုညီဖို့အသိရှိပါတယ်လို့ Federal Wing က အတိပေးထားတာပါ Federal Wing Drone တပ်ဖွဲ့ရဲ့နည်းပညာတွေဟာအကြမ်းဖက်စစ်ကောင်စီတပ်ကိုရှေ့တန်းကနေအသေးခံတိုက်ရတဲ့တော်လန်သူရဲဘော်တိုင်းရဲ့အသက်တွေကိုချွေတာပေးနိုင်ဖို့အတွက်အ திக ရည်ရွယ်တာဖြစ်တယ်လို့ဆိုထားပါတယ် Federal Wing တပ်ဖွဲ့နဲ့လက်တွဲတဲ့အခါအထူးပူးတွဲဆောင်ရွက်ပေးရမယ့်အရာကတော့အကြမ်းဖက်စစ်ကောင်စီရဲ့လေတပ်လူလူသားချင်းဝတ်ဖောက်ဖျက်တဲ့ဘုံကျဲတိုက်ခိုက်မှုမျိုးတွေနဲ့အလားတူတဲ့တိုက်ခိုက်မှုမျိုးတွေကိုလုံးဝမပြုလုပ်မိစေဖို့လိုအပ်တယ်လို့ဆိုပါတယ် ဒီစီမျိုးစီကဟာလဲတော်လန်ရေးစစ်တီတော်တွေကိုအကြမ်းဖက်စစ်ကောင်စီရဲ့လက်နက်ကင်လူပီလူတွေနဲ့တန်းကြီးမခံနိုင်တာကြောင့်အခုလိုတက်မှတ်ထားတာဖြစ်တယ်လို့ Federal Wing Drone တပ်ဖွဲ့ကထုတ်ပြန်ထားပါတယ်။သထောင်းတယောက်နေနဲ့ဒီတူတရလုံးကိုသထောင်းတယောက်ကဒီတူတို့သုံးသက်တင်ဖြတ်ချက်သဘောလဲဖြစ်စီချက်လက်ချုပ်ပြတ်ပတ်ကြပါမယ်။အဲ့တော့ on view ဟာခင်းမ online ထူနိုင်မယ်ဆိုတော့ကျွန်တော်ရဲ့ယူဆချက်ဖြစ်ပါတယ်။ အခုလက်ရှိလီဒီရပိုင်းဖြစ်နေတဲ့အခြေအနေတွေကိုကြည့်ပါ ARI တိုင်းလေးမျက်နှာစီကို AA နဲ့ PDF ပူပေါင်းတပ်ဖွဲ့တွေထိုးစစ်ဆင်လာတဲ့အနေအထားစစ်တွေမျိုးကြလူကြခင်ဒတင်းတွေတက်နေတဲ့ပုံနောက်ညောင်ကျိုးဘကိုတိုင်းပြည်ပန်းပြည်အုပ်ချုပ်ပင်ညောင်ကျိုးစခန်းကို AA တပ်ဖွဲ့တော်လိုင်းတပ်ဖွဲ့က AA တက်တော်ကတိမ်ပတ်ရရှိပြီဆိုရဲထုတ်ပြန်ချက်နောက်တခါနှထိုးကြီးမျိုးနဲ့ဖက်တပင်မှာလည်းပဲ PDF တွေလက်ဆွမ်းပြလို့ဘုံမှုတွေဘူကြီးအပါဝင်၁၀၁၀ကနန်းနဲ့ချီပြီးတော့ ရှင်ဖန်းစီရမိတယ်ဆိုတော့ဖက်စစ်စစ်ကောင်စီတပ်သားတွေကိုဖန်းစီရမိတယ်ဆိုတဲ့တဲ့င်းဒီတရက်နှစ်ရက်တော့တက်မှာပဲဖြစ်ပေါ်လာတဲ့ကတာကတာက KIA တပ်ဖွဲ့တွေတမခုံခုံကိုစီးနင်းတိုက်ခိုက်မှုမှာအဲဒီ34ဦးအရှင်ဖန်းစီရမိတယ်ဆိုတော့ဘုံရိတ်ပုံတွေနောက်ကင်းပြည်နယ်ဖက်မှာ KNU ရဲ့ဖိုးစစ်ကြောင့်ခြေကုပ်စခန်းကြီးတစ်ခုကိုတိမ်းစီရမိပြီးတော့အဲခြေကုပ်နေဆက်ဆောင်စခန်းကြီးကစစ်သားတွေကျန်ဖက်ဖက်စစ်တပ်သားတွေထိုင်းနိုင်ငံနိုင်ငံဘက်ကိုဖက်ပြေးသွားတယ်ဆိုတော့ဖက်ပြေးသွားတယ်ဆိုတော့ပုံဒါတွေကိုကြည့်ချင်းအဖြစ်ကျွန်တော်တို့အားလုံးဟာ ဖက်စစ်တပ်တဲ့လက်ရှိဖြစ်ပေါ်နေတဲ့သူတို့အတွင်းကအော်စိတ်ခံစားချက်တွေကိုကျွန်တော်တို့ခံမှန်းတွေးဆသိရှိလို့ရနိုင်မှာဖြစ်ပါတယ်ဒီတစ်ချိန်တည်းမှာပဲကဘာကြီးဖြစ်ပါလိမ့်ဖြစ်နေလဲဆိုတာကိုလည်းကျွန်တော်တို့အသိပို့လိုပါတယ်ဘွားကြီးဘာတွေဖြစ်နေလဲအခုစင်ကာပူနိုင်ငံသားကြီးဝန်ကြီးကထုတ်ပြန်ပြောဆိုတဲ့ဟလာဘလို့ခေါ်မလဲအင်အားကြီးနိုင်ငံတွေစုဖွဲ့ပြီးတော့အနိုင်ကျင့်တဲ့စနစ်တစ်ခုကိုဥတည်ပြီးသွားနေတယ်ဆိုတော့အဲသဘောဖြစ်ပါလိမ့်မယ်ဒါကိုလည်းပဲကျွန်တော်တို့ကကဘာကြီးဘာဖြစ်နေလဲ ဘာဖြစ်လာနိုင်လဲအင်အားကြီးနိုင်ငံတွေဘလို့စုဖွဲ့ပြီးဘလို့သွားနေလဲအမေရိကန်နိုင်ငံမှာလက်တလော Liberty ရုပ်တုကြီးကိုပြည်သူနိုင်ငံကပြန်တောင်းနေဆိုတဲ့အထိဒီမှာလာတဲ့ဖြစ်စဉ်တွေဖြစ်ပေါ်လာတာဟူဒီတပုံတွေရှိတဲ့နေရာကို American စစ်တပ်ကအပြင်းထန်တိုက်ခိုက်လာတဲ့အချိန်မှာအခုဒီမနေ့ပဲအဲတမတ Strike ကဟူဒီတပုံကဗလီမိတီတိုက်ခိုက်မှုမျိုးမဆိုအီရန်နိုင်ငံကအမိန်ပေးတယ်လို့ယူဆမယ်ဆိုတဲ့သဘောထားမှတ်ချက်လေကြီးချင်းအဖြစ်ကဘာကြီးအခင်းချင်းဟာလည်းပဲအဲအချင်းအမြန်မြန်ဆန်ဆန်တော့တဲ့မှာပြောင်းလဲသွားနိုင်တဲ့အနေအထားတွေရှိနေတာတွေ့ရပါမယ်ဒီအချိန်ဒီမှာကျွန်တော်တို့ဟာကျွန်တော်တို့နိုင်ငံရဲ့အဆိုးအဝါဆုံး ဖြတ်တန်းနေရတဲ့အခြေအနေတွေကနေအကောင်းဆုံးဖြတ်ကျော်နိုင်ဖို့ on view ဟာတွေခင်းဖို့လိုပါတယ်။ on view ဟာတွေခင်းဖို့လိုပါတယ်။ဆိုတော့ကျွန်တော်အနေနဲ့ on view ဟာနှစ်ချက်ကိုတူတူတူတင်ပြကြည့်ပါမယ်။ဖြီးဖြီးခင်းတဲ့ဘက်ကတော့အစင်ကြမ်းဖက်တပ်သားတွေဟာအင်းအားရတောင်ကနန်းချီပြီးသူပြန်လဲဆူဆောင်းနိုင်တယ်ဆိုပေမဲ့တချို့သောဘုံတိတွေနဲ့တချို့သောဖျားပြင်းအမြောက်အမြောက်တွေဂျုံတွေကိုရုရှားရဲ့အထောက်ပံ့နဲ့သူတို့ကူညီနိုင်တယ်ဆိုပေမဲ့ပြည်သူကိုတိုက်ခိုက်နိုင်တယ်ဆိုပေမဲ့သူတို့မှာအကန့်အသတ်ရှိပါတယ်။အခုဆိုကပ္ပဆဆက်ယုံကြီးတွေအထိကိုဥတီတိုက်ခတ်လာတဲ့ ပပူအောင်တက်တည်းရဲ့ထိုးစစ်ကြောင့်ကပ္ပဆာလွတ်ရုံနေဗယံပတာနဲ့ရွှေပြောင်းနေရတာရက်ဆိုင်သွားတာတွေရှိနေပါတယ်။ဒါကြောင့်သူ့အနေနဲ့တနင်္ဂနွေလုံးရဲ့ကိုအနှံ့ပြလေနဲ့တော်လကောင်းတာဝိပြအမြောက်တင်းတော်လကောင်းဘုံကျဲဖို့ဟာအမတန်မှအကန့်တက်တည်းဖြစ်ပေါ်လာပြီးဖြစ်ပါတယ်။ဒါမင်းအောင်လိုင်ဖက်ကတော်လူရင်ဟာရဒီနေ့မှပေါ်တာတွေဆွဲပြရဖန်းစီစင်ခေါ်ဓာရီတေးတရားဘယ်နှယောက်မထက်မနေရစစ်ခေါ်ပြီးတော့သူဘလို့ပဲ သူ့စစ်တီအင်းဟာကိုဖြစ်ဆောင်အောင်လုပ်ပါစီအခုဆိုသူ့ဆိုရှင်မြေပြင်မှာတွေ့နေတဲ့အတိုင်းကျွန်တော်စီကိုချိတ်ဆက်လာတဲ့ဆက်သက်မှုတွေအရဆိုရင်တင်းနှန်းကြောင်းမှာကလေးကအတင်းတမဆူဆောင်းခံရတဲ့ဒီလူတစ်တည်းဒီလူစစ်တီဟာဖက်ပြေးဖို့ကြိုးစားနေကြတာဖြစ်တယ်အခုကြည့်ကတာမှာဖမ်းဆီးရမိတဲ့30ကျော်ထဲမှာဗီဒီယိုဖိုင်တို့လေးကိုပဲကျွန်တော်တို့ကြည့်ကြည့်လိုက်ဟာတချို့တို့ဒူးထောက်လေးစားနေဟာကျွန်တော်တို့ဗမျောက်ကြံသေးတဲ့တောထဲမှာပုံနေကြတာကျွန်တော်တို့လက်နဲ့တည်းရောက်တယ်လာခဲ့တာပါဆရာတို့ပြောနေလက်ထောက်ဒူးထောက်ထိုင်းနေသူတို့ဟာဖက်ပြေးလာကြတာအွန်လိုင်းကျင်းလိုက်ဖြစ်ကြတယ်အခုတော့ဒီလူတွေကလက်မြောက်တာတော့ပဲရှိသေးပြီဆိုမဲ့သူတို့နဲ့တူဖက်ပြေးလာလို့ဗမျောက်တောင်တောထဲမှာ19000ကျန်နေသေးတယ် ကျွန်တော်လက်နက်တွေရသလောက်တည်လာတယ်ဟောဒီစကပြောကိုကြီးကျင်းအဖြစ်တို့ဟာဖက်ပြေးဖို့တောင်းလျှောက်စူးစမ်းနေကြတာဖြစ်တယ်တူးချင်းလာမိုးဖို့အစုဖွဲ့လိုက်အစုဖွဲ့လိုက်ဖက်ပြေးပြီးတော့ဖေးဟုတ်ပါမလဲတောင်းလိုက်တပွဲစီကိုဖက်ပြေးဖို့တိုက်ခတ်မှုဖြစ်တဲ့ချက်မှာလက်နက်ချဖို့အစင်းသိနေတယ်ဆိုရင်ပုံကြီးကိုကျွန်တော်ခံမနိုင်ပါဖြစ်တယ်နော်ဒါတွေမကောက်ဘူးလက်နက်ကိုရသလောက်တည်လာခဲ့ကြတယ်ဆိုတဲ့ message ဟာတို့အတ္တမစင်မှုထမ်းခြင်းဆွဲစီတာခံလိုက်ရတယ်တင်ထမ်းတာတက်လိုက်ရတယ်တို့လုတ်တဲ့လုတ်ရခါမှားရင်းနေမှန်းသိတယ်တို့ကိုအတ္တမရိုက်နေဖန်းစီပြီးတော့မိဘတွေကိုထောင်ချမယ်လို့ချင်းချောက်လို့တို့ဝင်လာခဲ့ရတာဖြစ်တယ်အခုတို့လွတ်မြောက်ရလမ်းဖြစ်တဲ့ဖြစ်တဲ့မှုဖြစ်စဉ် ုံးလိုက်တက်ဖွဲ့နေတိုက်ခိုက်မှုဖြစ်စင်မှာအသာတကြီးတော့မဟုတ်အခြေအနေကိုမူတည်ပြီးလည်းနဲ့ချလာတယ်လူတွေအမြောက်များပါလာပြီးသားတနက်တွေကယူလာပြီးသားဖြစ်တယ်ဆိုတော့စကားတစ်ချက်ဟာကျွန်တော်တို့အတွက်ကယူတက်လို့ရှိရင်ဒါ view ဟာအမြောက်တဲ့ကျွန်တော်တို့အတွက်ခွန်အားတွေဖြစ်ပါတယ်နောက်တစ်ခါထပ်ကြည့်အောင်နောက်ထပ်ဒုထောက်အနေနဲ့တယောက်ကထပ်ပြောပါသေးတယ်အာတပြည့်ဟာဆိုရင်လည်းထပ်ပြေးတာဘယ်နှကြိမ်ရှိပြီးပြန်ပြန်ဖမ်းပြီးတော့အတင်းပြန်ထည့်လို့ပါခင်ဗျာဟိုတပြည့်ဟာတကူတူတပြည့်ပါတော်လိုက်တက်ဖွဲ့တွေကိုဒုထောက်ပြီးတော့တပြည့်ဟာကြည့်လိုက်လို့ရှိရင်တို့အားလုံးရဲ့မျက်နှာတွေဟာတကယ်ကျက်ဆက်ကြမ်းကြုတ်မှုမှာရင်ပါဒေသကြနေတဲ့လူရန်ကအစ်စ်အစ်စ်ဆက်ဆက်ပေါ့ပေါ့ပေါ့ ဒါကျွန်တော်တို့ဘက်ကကိုချင်းစာပြီးတစ်ချက်ကြည့်ရမှာပေါ့နော်။ဒါတချို့ကတော့ပြောမှာပေါ့ဒီကောင်လေးစိုးရိုက်တာတောင်းနေနေမြန်မာမွေမဲနဲ့ဖေးတေးပြီးတော့မြို့ပြမှာဖက်စစ်အောင်မှာနေပြီးနေသားနေသားသလိုနေခဲ့ကြတာအခုတော့အတေတော်ဖန်စီခံခဲ့ရတာပဲ။ခံဖို့ဆိုတချို့ကပြောကြပါတယ်။ဒါပေမဲ့ကျွန်တော်တို့ကလည်းကိုယ့်နိုင်ငံသားအားလုံးဘက်ကသူတို့ဒီမြို့ပြမှာကြံနေသေးတဲ့လူဒန်းစားတချို့ကိုလည်းပြန်ကြည့်ရအောင်မှာဖြစ်တယ်။အကုန်လုံးတောင်းလိုင်းနေပြီလားအော်။တောင်းလိုင်းနေပြီမှာလူအကုန်လုံးတန်းနေစီရောက်လာတာ။ဘာလဲကျွေးမလဲ။အဲ့ဒါဘာမှရှိမလဲ။ရန်နေမိသားလူတော့လည်းမလုံးလို့အမတန်ခက်ခက်ခက်ကြိုးစားနေရဆိုတော့သူတို့ဒီခက်ကလည်းတောင်းလိုင်းနေပြီသွားပြီးတိုက်ကြရအောင်ဆိုတော့ လက်နက်မရှိသေးတဲ့ကာလနိုင်ငံတကာကူညီမှုမရသေးတဲ့ကာလမို့လို့တို့မျိုးပြန်မှာညီချင်ခဲ့တယ်လေဖြစ်နိုင်တယ်လို့ကျွန်တော်တို့မှန်းတွေ့ရပါတော့ဆိုတော့ဒီဒီစစ်ဖြစ်အတင်းတမဆူစီခံရတယ်ဖန်ဖန်စီခံရတယ်စစ်တနန်းပို့လုခံရတယ်ခြေတန်းရောက်လာတယ်လက်နက်ချကြတယ်ဒီဖြစ်စဉ်တွေကိုကြည့်ပြီးကျွန်တော်တို့ဟာဖက်စစ်လက်ပါစီတွေရဲ့အင်အားဒီတကယ်တော့သူ့ရဲ့စစ်မှန်တဲ့အင်အားမဟုတ်ဘူးကျွန်တော်တို့ယူတတ်ရင်ဒေါ်လာကြီးတွေအင်အားတိုင်းပြည်တည်တိဆောက်ဖို့အတွက်အင်အားတိုင်းပြည်တွေမာကတ်ကာကွယ်ရေးရန်ရီတိဆောက်ဖို့အတွက်အင်အားနောက်ရန်သူလက်နက်မိမိလက်နက်ဖြစ်အသုံးပြုနိုင်ဖို့အတွက်လိုအပ်တဲ့အင်အား ဒါတွေဖြစ်နိုင်တယ်လို့ကျွန်တော်သုံးချမှာဖြစ်တယ်။နောက်ကြည့်အောင်ကရင်ကရင်ကရင်ပြည်နယ်ကပြင်ရွတ်ထိုးစစ်ကြောင့်အဲ့ဒီငွေတွေလုံရင်းနဲ့ထွက်ပြေးသွားတဲ့စစ်သားတွေဆိုတော့ကြည်ချင်းအပြင်ဖက်စစ်တပ်ရဲ့စစ်သားတွေဟာအချိန်နှီးပေးတာနဲ့အမျှထွက်ပြေးဖို့သူတို့အားလုံးကအဆင်သင့်ဖြစ်နေတယ်။သူတို့ကစိတ်ချယုံကြည်ရတာအထိုင်းနိုင်ငံရဲ့စစ်သားတွေဆိုရင်တခြားတဲ့သူတို့တတ်မှာမဟုတ်ဘူး။အချိန်နှီးပေးရင်နိုင်ငံခွန်လုံးခွင့်ရမယ်။အချိန်နှီးမပေးရင်ပြန်ပို့ရင်ပြန်ပို့ခံရမယ်။တုံးရတဲ့တခြားတော့သူတို့ဒေါ်လိုက်တက်ဖွဲ့တဲ့ချိန်မုန်းကြီးကြောင့်အသက်တည်သွားမှာမဟုတ်ဘူးဆိုတော့ယုံကြည်နေတဲ့သူတို့အလုံးရင်းထွက်ပြေးကြတာဖြစ်တယ်။အဲ့ဒီနေရာမှာတစ်ချက်ပြောစရာရှိတာကဘယ်လိုတော့က MMD ထဲမှာလုံရင်းနဲ့အင်အားရာချီပြီးတော့အင်အား300ကျော်လောက်ဖြစ်ပါတယ်။လက်နဲ့ချခဲ့တဲ့ဖြစ်စဉ်လေးမှတ်မိပါဦးမယ်။ဒီကလေးလအနေငယ်ကလက်နဲ့ချပြတဲ့နောက်မှာဒီ MMD ကအားလုံးကိုပြန်လှုပ်ပေးပြီးတော့စစ်ကောင်စီရှိကိုပြန်လှုပ်ပေးလိုက်တာအားလုံး။ပြန်လှုပ်ပေးလိုက်တော့အကြီးမှုဆိုတဲ့ကောင်ဗိုလ်မှူးချုပ်တွေဗိုလ်ချုပ်တွေတော့တတတကျုံးနေတည်တယ်နေချပြီးထောင်ထဲမှာဇိမ်နဲ့အဲကွန်နဲ့အဲဟိုအလုံကားတွေနဲ့သူတို့ထားထားတယ်ထောင်ထဲမှာဒီသားစုလိုက်။ဒါပေမဲ့အောက်ခြေစစ်သားတွေကြတော့မဖြစ်လေ။ချားစင်တွေရာခိုင်ကြက်စစ်တွေကြတော့ရှစ်မှုပြန်ထန်ခိုင်းပြီးတော့ရှေ့တန်းပြန်လှုပ်။အဲ့တော့ ဒီဖက်စစ်တပ်ကလုပ်ရက်တွေကိုမလုပ်ချင်လို့မှားမှန်းသိလို့လက်နက်ချခဲ့ပြီးမှပြန်လွတ်ခံရပြီးစစ်တပ်ထဲပြန်ထက်ပြန်တိုက်ခိုင်းနေဆိုဆိုတဲ့အပေါ်မှာတချို့သောစစ်တီတွေဟာဝမ်းထဲကြေခွဲကြပါတယ်ဖက်စစ်မင်းအောင်လိုင်ဘက်မှာမလုပ်ချင်တော့လို့လက်နက်ချပါတယ်ဆိုမှပြန်လွတ်ပြီးပြန်လွတ်ခိုင်းခိုင်းရတာဟာသူတို့တက်နောက်တစ်ချိန်လက်နက်ချဖို့အတွက်ကိုအခက်အခဲဖြစ်သွားပါတယ်တဲ့အဲ့တော့ကျွန်တော်တို့ဟောင်းလက်နက်ချလာတဲ့လူဗကြောင်းလာတဲ့လူအရှုံးပေးလာတဲ့လူတွေနဲ့အရေးနဲ့ပတ်သက်ပြီးတော့လေးလေးနက်နက်တိတိကျကျကြေကြံပြပြတနင်္ဂနွေနေ့ချီပြီးပြွာချမှတ်ပြီးစီးရုံနိုင်ဖို့လိုပါတယ်အဲ့တော့တစ်ဖက်ကတိုက်မယ်လက်နက်မချရင်တိုက်မယ် အင်အားစုဖွဲ့စနစ်ကျနာတဲ့ကာကွယ်တပ်တော်တွေဖြစ်ဖွဲ့စည်းယူတိုက်ခိုက်ပါတစ်ဖက်ကလည်းပဲအခုလိုအတင်းအမခိုင်းခံရတဲ့ပြည်သူစစ်တီအတွက်ထပ်ပြေးလာနိုင်မှုလာရောက်ပူးပေါင်းနိုင်မှုလိုအပ်တဲ့အခင်းချင်းစုဖွဲ့မှုဗက်ပြောင်းရေးအစီအမံကျနာသေးချာတဲ့နိုင်ငံတကာကိုလည်းစင်ကဲအစဉ်ဆက်မပြတ်တင်ပြနေတဲ့ဗက်ပြောင်းရေးကြီးမားကြပြတဲ့လှုပ်ရှားမှုကြီးတွေကိုကျွန်တော်တို့လုပ်ဖို့လိုပါတယ်သောသောလူထွက်ပြေးခြင်းတဲ့လူတွေအတွက်လုံကြီးအပ်သောအနိုင်ငံထွက်ပြေးသူလူမျိုးအားဒီမှာတောင်းရင်ဒီအစုအဖွဲ့ဘယ်သူဥဆောင်မျိုးဘယ်လိုစုဖွဲ့ထားဖြစ်တယ်။ငါတို့အားလုံးမသိရုံနဲ့မကတန်ဖိုးရှိတဲ့ ဖြစ်အောင်တို့ဟာစင်သစ်ပြင်ဆင်ခင်းကျင်းထားပြီးငါတို့ကိုဖက်စစ်မင်းအောင်လိုင်ကတက်ဆင်ပေးထားတဲ့လက်နက်ကိုပြည်သူကာကွယ်ရေးအတွက်နိုင်ငံတော်ကာကွယ်ရေးအတွက်ငါတို့အနာဂတ်ဒီအားလုံးတည်ဆောက်ရေးအတွက်ပြန်အသုံးပြုနိုင်နေဆိုတဲ့ယုံကြည်မှုမျိုးရတဲ့ခင်းကျင်းလေးတစ်ဖက်ကကျွန်တော်တို့ခင်းကျင်းထားဖို့လိုပါတယ်အဲ့တော့တစ်ဖက်က stick တစ်ခါခဲတော့ဘိုလာဦးဘုတ်ဒါကိုကျွန်တော်တို့ viewer အနေနဲ့ခင်းဖို့လိုပါတယ်အဲ့တော့ viewer နှစ်ခုဆိုတဲ့နေရာမှာပထမ viewer ကျွန်တော်ပြောခဲ့ပြီဒုတိယ viewer ကတော့အခုမြေပြန့်တွေညာဒေသတွေအချို့မျိုးပြတွေမှာပြောကြတယ်အာငါတို့လက်နက်မရှိလို့ခဲရမရှိလို့မိုင်းမိုးမရှိလို့ဒီကောင်တွေငါတို့ဘာမှမလုပ်နိုင်တာအန်ကြိတ်ပြီးကြည့်နေရဟုတ်ပါတယ် င်တော့ဟုတ်ပါတယ်ဒါပေမဲ့တကယ်တမ်းကြည့်မယ်ဆိုရင်တော်လိုင်းရေးရနိမိတ်ရမြို့အားကြီးရှိပါတယ်လုံနိုင်စွမ်းလူတိုင်းမှာရှိပါတယ်ဥပမာလေးတွေကျွန်တော်ပြောပြမယ်နော်အခုဆိုရင်လေရင်နေကျွန်တော်တို့လာတိုက်တိုက်ရင်ကိုင်းမြန်နေပြီးတော့ရှုပ်ရှုပ်ရှုပ်ဆိုဖင်လေးမုတ်ပြီးတော့စက်ကူလေးရင်ပေါက်မုတ်လွတ်တာမဟုတ်ဘူးလေရင်မူးလေးရှိုံနဲ့မရဘူးခရူလေးရှိုံနဲ့မရဘူးဘုံချိတ်ပေးလိုက်လို့နဲ့လည်းမရဘူးသူဟာလေချောင်းချက်ပြားတွေအဲ့လေရင်စီတွေတင်ဖို့အတွက်လိုအပ်တဲ့ဆိုင်ရန်တွေအားလည်းမောင်းနေမှုတွေအားလုံးအတွက်သူတို့ဟာအချက်ချာကြတဲ့ဟစ်စ်ဒါဘစ်စနစ်လေးစိတ်တိုင်းမှာရှိပါတယ်ဘလို့ပဲသူတို့ဂျန်နရေတာကြီးနဲ့အရန်တက်စင်ထားသည်ဖြစ်စီ အချိန်လုံးမှာသူတို့ဂျန်နရေတာတွေမောင်းနေမနေနိုင်ပါဘူးအဲ့တော့လီယင်ဝင်းတွေကိုပို့လွှတ်ထားတဲ့လျက်စစ်မဟာဒါဟားလိုင်းတွေဟာပြည်သူတွေကြားကဖြတ်သွားတာဖြစ်ပါတယ်။အိုးတရုတ်ပြည်ကနေတိုက် join ပြီးတော့ကောင်းကင်ကြီးဘတ်ဆိုလက်စိတ်ကိုပို့ထားတာမဟုတ်ဘူး။ဒါဟားလိုင်းတွေပြည်သူတွေကြားတွေကသွားတာဖြစ်တယ်။အဲ့တော့ဒါဟားလိုင်းဘေးမှာနေတဲ့ပြည်သူတယောက်စင်းစီတိုင်းဟာလီယင်ဝင်းကလီယင်တွေပြန်မတက်နိုင်အောင်တားဆီးနိုင်စွမ်းရှိတဲ့တကိုးရှင်တွေဖြစ်ပါတယ်။ဘယ်လိုလုပ်မလဲ။စူးစမ်းရရမှာပေါ့။ခက်ခဲတွေကတော့အများကြီးရှိတာပေါ့။တပ်တိုင်ရဲ့ concrete တုံးကြီးတွေဆိုတာဟာလူ၁၀၀လောက်အတွက်ကပေါ့တူးပစိအချိန်အများကြီးပေးစရာမလိုပါဘူး။ လှုပ်ရှားလို့ရတဲ့အနေအထားအများကြီးရှိပါတယ်။နောက်တစ်ခုကကြတော့တနိုင်ငံလုံးကိုအခုစနစ်တကျဖြန့်ဖြန့်ကျက်ထိန်းချုပ်ပြီးတော့လူတွေအခုလူငယ်တွေဖမ်းဆီးနေတာတွေကွန်ပျူတာစနစ်တွေနဲ့မျက်နှာကိုမှတ်သားပြီးတော့ဟိုအချက်ပေးတဲ့စနစ်တွေနဲ့တက်ဆင်ပြီးတော့မောင်းနေနေတဲ့အရာတွေအားလုံးဟာဖက်စစ်တပ်ကရွက်ချက်ရှိရှိအထောက်30နဲ့အထောက်20ကြားထဲမှာတိဆောက်ထားတဲ့ fiber net fiber optic cable network ကြီးကိုအသုံးပြုပြီးတော့တနိုင်ငံလုံးကိုဖက်စစ်ဂျန်နီယာအောက်ကိုမောင်းသွင်းနေတာဖြစ်ပါတယ်။အဲ့တော့လူငယ်တွေခုနှစ်နှစ်ရှစ်နှစ်လောက်တုန်းကဒီ fiber optic cable ကြီးတွေ fiber မြောက်ကျိုးကြီးတွေကို ိုမှာဆိုမြင်းညာမြို့မိထီလာမြို့အာဒီဘက်ဆိုရင်ဒီရန်ကုန်မန္တလေးအမြန်လမ်းတစ်ချက်ကဘေးရွာဘေးရွာဘေးမြို့ကြီးတွေနေပြည်တော်ရဲ့ဘေးနားရဲ့လမ်းဆောင်ရဲ့ဘေးရေမြောင်းအောက်နားမှာဘေးစာပါကြီးတွေစသဖြင့်အားလုံးဟာပြည်သူတွေအရှိမှာပဲဟုတ်ပြီ2400ကျော်ကြတော့ကျတယ်အဲ့တော့အသက်20 30အထက်လူငယ်ကြီးရွာကန်တိုင်းသိကြပါတယ်ဘေးချိန်တော့ငါလေတော့နာဘေးနားမှာဘလောက်အနေရှိတဲ့ညောင်ကြီးကိုဘယ်လူတွေကလာတူးသွားပြီးတော့ဒီလိုကျိုးမဲကြီး အဲ့ဒီပစ္စည်းတွေအားလုံးဟာအခုချိန်မှာပြည်သူကိုဖိနှိပ်နေတဲ့စိတ်ရန်တရားအုံပြူတဲ့ဆက်သွယ်ရေးလမ်းကြောင်းဖြစ်ပါတယ်။အဲ့တော့အဲ့ဒီလောက်၅ပြည်လောက်နဲ့ဆိုတာဟာကျွန်တော်တို့တောသူတောင်သားတွေညာသူညာသားအနေနဲ့တူးဆွရမခက်ပါဘူး။ဒီမြောင်းကြီးတွေရဲ့ကျိုးတွေကိုနေရာအနှံ့ကအပြိုင်နဲ့ထဲအားလုံးတက်ညီလက်ညီချိုးဖြတ်ကြမယ်ဆိုရင်ဒီ fiber ကျိုးတွေကိုဖတ်တော့ပြမယ်ခိုးပြမယ်ဘာမလိုက်ဘူးခိုးပြမစိန်နဲ့ခိုးပြကျိုးဆွတော့ဒီချိုးဒါပြိုင်နဲ့လည်းလုပ်ရင်ပြင်ဆင်ချိန်တို့မရဘူးမလုပ်နိုင်ဘူး။လင်းဝင်းကိုပို့ထားတဲ့ဒါအလိုက်တွေတစ်ချိန်နဲ့ ကပ္ပစာစေယုံကြီးတွေကိုပို့နေတဲ့ဒါအလိုက်တွေကိုတစ်ချိန်နဲ့နေပြီးတော့ဝင်နေတယ်ဆိုတော့ဒါအလိုက်တွေရှိရလမ်းကြောင်းကိုတစ်ချိန်နဲ့ကျွန်တော်တို့အလုံးဂျိုင်းတွေလုပ်မယ်ဆိုရင်အခုရပိုင်းတော်တွင် ILO ကဆောက်ချက်ချက်ချမှတ်မယ်စီးပွားရေးအကြီးကျယ်ပိတ်ဆို့မယ်ပြစ်ဒဏ်ကလည်းလာမယ်ဆိုရင်မရောက်နိုင်တဲ့စက်တွေလည်းပြတ်သွားမယ်ဒါရင်းတွေလည်းပြတ်သွားမယ်ဒီလိုမျိုးဟောအောင်စာစုကြီးကိုဘလို့မှမလွတ်ဘူးဆိုတော့တဲခံနေတဲ့သူတို့ရဲ့ရုပ်မာမှုနောက်ဆုံးအခြေအနေကိုကျွန်တော်တို့ကောင်းကောင်းဖိအားပေးအသုံးချနိုင်ပြီးလူတို့ခေါင်းဆောင်တွေလွတ်မြောက်ဖို့အရေး ဖက်စစ်ကမာနေတဲ့ခေါင်းကိုရော့ကြောက်ပြီးအရင်နဲ့တက်ဖို့ပဲချင်းချင်းကြားထဲမှာပဲစစ်တပ်ရဲ့ရန်ရာဖက်တော်ပျက်စီးသွားတဲ့ကြောင့်ပုံကန်ထကြထွက်ပြေးလူတွေတဲ့အခွင့်အရေးကိုဖန်တီးပေးပြီးစစ်တော်မဲအောင်လည်းထွက်တဲ့ကိုဖန်တီးပေးနိုင်တယ်ဆိုတဲ့အကြောင်းယူဟာနှစ်ခုအနေနဲ့တင်ပြလိုက်ပါတယ်အောင်ပြူဟာရီခင်းမအမောင်မြူမှာလင်းနိုင်မှာဖြစ်ပါတယ်